阿鲁啊，够内了不的，够了不的，够。 哈 <enjoyable. S 3>，今、um. 在年，苏苏苏苏呢？派他咪咪，じゃ。 အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အစ်စ်ထွက်ရှိလာတဲ့တော်လန်ရေးကိုတည်ရောထားတဲ့ဇလန်းတို့ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဘောပြန်ခေါ်နေရဲ့ညပြန်ခေါ်နေရဲ့ဆိုတော့ညီကြီးကြလို့ပြောနေကြတာပါခင်ဗျာဟင်းဘသူကဘသူ့ကိုပြန်ခေါ်ဖျောက်မျိုးချုပ်မင်းရှုပ်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 တော့မလုံးနဲ့နော်နေ့တိုင်းကြည့်လို့ကြက်ဦးတွေကြီးပဲတိုင်းနေပါလေရွှေချိုက်ပါဦး လိုင်းပေါ်မှာလင်းတို့ရုပ်ရည်လေးတွေနဲ့အလူခံပါဆိုတော့လင်းတို့အဖြစ်မရှိအတိုင်းစောနေတိုင်းစားခြင်းကောင်းကောင်းစားခြင်းလို့ရှိရင်ကောင်းကောင်းအလူခံစောက်တရားများလည်းစားစားကြရစားနားလဲလားညီမလေးကအတိုင်းစားခြင်းလို့လားမမလေးအသားစားခြင်းကိုကြီးကိုပြောမှာပေါ့ကိုကြီးတဲတဲမှာအသားဝင်အများကြီးရှိတယ် နောက်တစ်ခါမြမာလေးအသားဟင်းစားကြင်ကိုကြီးစီကိုလာခဲ့မြမာလေးစားပြီးရင်တော့ကိုကြီးစားတာအမစိတ်ပူနေတယ်အားလုံးအဆင်ပြေသွားလိမ့်မယ်နင်းကနိုင်ငံသားမှဆိုတော့အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့စကားလုံးကို AACC ပြောနိုင်တော့ဟုတ်ဒီမှာငါတို့ရဲ့အနာကတ်ကြောက်ဆုံးနေတာကွာလမ်းนี่ပြောက်နေတာကွာ ငါလူတွေကိုကုညီခြင်းလို့လူတွေရဲ့ဝေဒနာကိုကုသဖို့အခုတော့ငါရှောက်နေတဲ့လမ်းနဲ့ငါကြုံတွေ့နေရတဲ့အတဖြည်းဖြည်းလမ်းလွှဲနေပြီနေရောဘာဖြစ်ချင်းကြတာလဲအခုနင်ကြုံတွေ့နေရတဲ့နင်ဖြစ်ချင်တာလည်းထပ်တူကြလားကြာလေကြာလေမတို့ဘွားတွေကအိဗေမေ့လာ ဘာမှမဟုတ်တဲ့ကိစ္စရင်းနဲ့တက်ကြရဖြဲကြအဲ့ဒါတွေကမစိတ်ပြက်လာတဲ့လူကြီးဝဲလာတဲ့လူကိုခံစားရတယ်။ဘာတော်စိတ်ပြက်လာပြီ။ စ်တပ်၏ရွေးကောက်ပွဲဝါဒဖြန့်စက်ကားကိုဝေဖန်သည်ဟုဆိုကာအမှုပညာရှင်၄ဦးဖမ်းဆီးခံရ2020တစ်စစ်တပ်အာဏာသိမ်းမှုအပေါ်စန့်ကျင်ခဲ့ကြသူများအားပုံဖြတ်တော်၍ရိုက်ကူးထားသည့်ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းတို့ကိုဝေဖန်သည်ဟုစစ်ကော်မရှင်ကဆွဆွဲ၍ဒရိုက်တာ၂ဦးအပါအဝင်အမှုပညာရှင်၄ဦးကိုဖမ်းဆီးလိုက်သည်ရွေးကောက်ပွဲအပေါ်လူမှုအထင်မြင်လွဲမရန်လှုပ်ဆော်ခဲ့သည်ဟုဆိုကဒရိုက်တာမိုက်တီခါတန်ထွန်းစော်တရုတ်ဆောင်ကျော်ဝင်းထုတ်ခကျော်မင်းထွန်းနှင့် ဟာတာတယုတ်ဆောင်အုံတိုင်းခစော်မြင့်တို့အားနေအိမ်များမှဖမ်းဆီးခဲ့သည်ဟုစစ်တပ်ကထုတ်ပြန်သည်။ယမန်နေ့ညတွင်ဒါရိုက်တာအောင်ချမ်းလူအားထိုဝါဒဖြန့်စက်ကအားဝေဖန်သည့် Facebook post ကို reaction ပေးသည်ဟုဆိုကာဖမ်းဆီးခံရကြောင်းအမှုပညာရှင်အတိုင်းဝိုင်းမှ အမည်မဖော်လိုသူတဦးကပြောသည်။ထိုဇလန်းတို့တွင်ပါဝင်ရိုက်ကူးခဲ့သည့်တယုတ်ဆောင်ချို့ကြောင့်များမရိုက်ကူးရသည့်ဖြစ်စဉ်များရှိလာသည့်အတွက်စစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကယနေ့အောက်တိုဘာလ30ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူထားသည်ဟုတရုတ်ဆောင်တိုင်ဝိုင်းထံကသိရသည်စစ်တပ်သည်မြင်းဤဝါရဖြန့်ရန်တရားတွင်ပါဝင်နေသူများအားကာကွယ်ပေးသည့်အနေဖြင့်အထက်ပါအစည်းအဝေးမတိုင်မီတရက်အလိုတွင်ဝါရဖြန့်ရုပ်ရှင်အပေါ်ဝေဖန်သူများအားလူဖမ်းပွဲဆင်နွှဲခဲ့ခြင်းဖြစ်သည် အာနာသိန်းစစ်တပ်တဖြစ်လဲစစ်ကောမရှင်သည်မြင်းတို့ဥဆောင်ကျင်းပမိရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှစတင်ပြီးအပိုင်း၃ပိုင်းခွဲကကျင်းပသွားမည်ဟုကြေညာထားသည်ထောင်၃နှစ်မှအမြင့်ဆုံးတည်တံ့ထိချမှတ်နိုင်သည့်ရွေးကောက်ပွဲဥပဒေကိုယခုနှစ်ဇူလိုင်လ26ရက်နေ့တွင်ထုတ်ပြန်လိုက်ရာထိုနေ့မှစ၍စတင်ဘာလ30ရက်နေ့ထိရွေးကောက်ပွဲဥပဒေဖြင့်အရေးယူထားသူ64ဦးရှိပြီးထိုထဲတွင်အသက်မပြည့်သေးသူများပါဝင်သည်